မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံး ပရောင်ရိုးလမ်းမော်ရှိအကျန်းဖက်စစ်ကန်ကုန်းတစ်ခုကိုအေအေနဲ့ပူးပေါင်းတပ်ကတိမ့်ပိုက်ရရှိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တောင်ကုန်းနယ်ပဲခူးတိုင်းဒေသကြီးပရောင်လမ်းမော်ရှိအကျန်းဖက်စစ်တပ်၏စကန်ကုန်းတစ်ခုကိုအရခတပ်တော်အေအေနဲ့ပူးပေါင်းတပ်တို့ကတိမ့်ပိုက်ရရှိခဲ့ကြောင်းမြေပြင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်။တိမ့်ပိုက်ရရှိခဲ့သည့်စကန်ကုန်းတစ်ခုမှာပရောင်မြို့နယ်ဆင်လန်ကျေးရွာစကန်ကုန်းရှိရှိစကန်ကုန်းတစ်ခုဖြစ်တယ်လို့သိရပါရယ်။ မဆိုပါစကန်ကုန်းတစ်ခုကိုပြီးခဲ့တဲ့စက်တင်ဘာလ26ရက်ကမှအီနဲ့ပူပေါင်းတပ်တို့ကတိုက်ပွဲပြင်းနေသည့်ကြားမှာတိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုမြေပြင်သတင်းရင်းမြစ်တို့ကပြောပါရယ်ဒီအကြမ်းဖက်စစ်ကြောင်းတက်ဆွဲထားတဲ့ဆင်လန်စကန်ကုန်းရှိကကုန်း နှစ်ခုကိုအေအေနဲ့ပူပေါင်းတက်ကတိုက်ပွဲကြားကနေတိုင်နိုင်ခဲ့တဲ့လွန်ခဲ့တဲ့3ရက်လောက်ကပေါ့စစ်ကောင်စီဘက်ကအကြဆုံးလဲများတယ်သူတို့ကအဓိကလေးချောင်းနဲ့လက်နက်ထိုင်းစကန်တွေကနေလက်နက်ပစ်ကူနဲ့ထိုးစစ်ဆင်တာဟုပြောပါရယ်အဆိုပါစကန်ကုန်းတစ်ခုအသိမ်းခံရပြီးအချမ်းဖက်စစ်တပ်ဘက်မှရာနဲ့ချီသိမ်းဆုံးပြီးနောက်ဆင်လန်စကန်ကုန်းဘက်မှထိုးစစ်ပြန်တက်လာသဖြင့်ယနေ့စက်တင်ဘာ29ရက်မနေ့ထိအေအေနဲ့တိုက်ပွဲပြင်းထန်နေကြောင်းလဲမြေပြင်တရင်ရင်းမြစ်တို့ကပြောပါရယ် စကန်ကုန်းနှစ်ခုကြာပြီးနောက်ပြန်ပြီးထိုးစစ်တက်လာတဲ့အခုမနက်ထိတိုက်ပွဲကပြင်းနေ drone တွေနဲ့ဒရဆက်ပုံကျဲတဲ့သူတို့ဘက်ကအထင်အားလေးတော်လန်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေကိုပြစ်မှတ်ထားလိမ့်မယ်ဟုပြောပါတယ်။ ယခုစကန်းကုန်းတို့ခုတိမ့်ပိုက်ခံရသည့်တရင်နဲ့ပတ်သက်ပြီးအေအေဘက်ကတစုံတရာထုတ်ပြန်ခြင်းမရှိသေး၍တရင်ဌာနအနေနဲ့တိကျအတည်ပြု၍မရသေးပေ။ညောင်ချောင်းနှင့်ဦးရှိပင်ရှိတရင်များကထောက်ပို့အကူအညီယူပြီးဆန်လန်ရွာမှအခြေချတဲ့ကျန်းဖက်စစ်တပ်အင်အား400ခန့်သည်အေတိမ့်ချုပ်ထားတဲ့ရခိုင်ပကိုးရိုးပေါ်တောင်ကုတ်ဗရောင်းလန်းကြားမှာညောင်ကျိုးနှင့်မိုးထီတောင်ဘက်ကိုထိုးစစ်ဆင်းနေခြင်းဖြစ်သည်ဟုသိရပါသည်။ပကိုးတိုင်းရှိညောင်ကျိုးပြူဟာစကန်းကုန်းကိုပြီးခဲ့တဲ့မတ်လ18ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ AB2 ရက်မှာအလုံးစုံ င်သိမ့်ပတ်ရရှိခဲ့ကြောင်းအေအေကသတင်းထုတ်ပြန်ထားပါတယ်ရခိုင်ပြည်တောင်ကုန်းနဲ့အမ်းမြုံနယ်များအတွင်းသို့ပြန်လည်ဝင်ရောက်နေရယူနိုင်ရန်စီရေးမျှော်မှန်းချက်ဖြင့်တောင်ကုန်းပရောင်ရိုးတောင်ကျော်လန်းနှင့်အမ်ပရန်ရိုးတောင်ကျော်လန်းများမှအကြမ်းဖက်စစ်တပ်ကအင်အားထောင်နေချီဖြစ်တဲ့ကလေကြောင်းပစ်ကူများဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတော်လဲအေအေနှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်မှုများကြောင့်အကြမ်းဆုံးများပြီးရှေ့မတိုးနိုင်မဲဖြစ်နေတယ်လို့ဒေတာရင်းစီရေးသတင်းရှင်းပြများကပြောပါတယ် အတန်းဖက်စစ်တပ်သည်အီယောင်ရီတိုင်းရခိုင်ဆက်ပဲခူးတိုင်းရခိုင်ဆက်နှင့်မကွေးတိုင်းရခိုင်ဆက်နေရာများ၌၎င်းတို့ဆက်ရှင်၍ပေးထားခဲ့ရသောနေရာများကိုပြန်လည်ရရှိရန်ချိုးပန်းအားထုတ်သောထိုးစစ်များကိုဇက်တိုက်ပြုလုပ်လျက်ရှိသည်ဟုလည်းအီအေကထုတ်ပြန်ထားကြောင်းသိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပလောင်ဝါမြို့ကိုအတန်းဖက်လေတပ်ကပေါင်900ဘုံများဖြင့်ဘုံကျဲ၍တိုက်ခိုက်မှုရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကတပ်တော်အေအထိန်ချုပ်ထားတဲ့ပလောင်ဝမြို့ကိုအကြမ်းဖက်လေတပ်ကပေါင်900ဘုံများဖြင့်ပုံကျဲ၍ထိခိုက်မှုရှိနေကြောင်းသိရရှိပါသည်။ယနေ့စက်တင်ဘာ29ရက်မွန်လယ်12နာရီကျော်ကအကြမ်းဖက်စစ်တပ်ဟာဂျက်ဖိုင်တာဖြင့်ပေါင်900ဘုံသုံးလုံးကျင်းချခဲ့သဖြင့်ထိခိုက်ပျက်စီးမှုရှိနေတယ်လို့ဒေသခံတဦးကပြောပါရယ်။မြို့အနီးနားပတ်ဝန်းကျင်မှာကြာတာပါပေါင်900ဘုံဇက်တိုက်ချလိုက်တဲ့ထိခိုက်ပျက်စီးမှုတော့ရှိနေတယ်ဟုပြောပါရယ်။ တရင်ဌာနကကနဦးစုံစမ်းချက်အရပလဝမြို့စေယုံဝင်းချင်းဘုတဲနယ်အနီးနားဝင်းချင်းမှကြာရောက်ပြီးထိခိုက်ပျက်စီးမှုအချို့ရှိနေကြောင်းသိရပါတယ်။ထိခိုက်မှုအသေးစိတ်ကိုတော့တရင်ဌာနကဆက်လက်စုံစမ်းလျက်ရှိပါတယ်။အကြမ်းဖက်လေးတပ်သည်အေးထိန်ချုပ်ထားတဲ့မြို့များနဲ့တောင်ကုန်းမြို့နဲ့တန်တွဲမြို့တို့ကိုစက်တင်ဘာလ26ရက်မှလကောက်စက်တင်ဘာလ28ရက်ည7:00နာရီကျော်မှတန်တွဲမြို့မှ၃မိုင်ခန့်ကွာတန်တွဲခွာလန်းနီရှိဗတဲကောရွာရဲ့အနောက်တောင်ကျောကိုလကောက်လေးချောင်းမှပုံချေတိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ26ရက်ည8နာရီကျော်ကတန်တွဲမြို့ပေါ်ဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာရတတူသေဆုံးပြီးကိုဝင်းတဲ့တူပါဝင်9ဦးတန်ရာရရှိခဲ့ကြောင်းသိရပါတယ်ဇလတ်တင်ဆက်ပေးမယ့်တရင်ကတော့အကျန်းဖက်စီအုစုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရည်မှန်းလှုပ်ဆောင်နေဟုတမ်းမဲ့ကြီးဦးကျော်မုံထွန်းကကုလသမဂ္ဂအစည်းအဝေးတွင်နိုင်ငံတကာကိုသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်အာနာတင်ဆက်အုစုကနျူကလ িয়ার လက်နက် အကြံဖက်အာနာသိန်းစေအုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရည်မှန်းချက်ကိုလုံဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂတွင်နိုင်ငံတကာကိုတရိပ်ပေးပြောဆိုပါရယ်စက်တင်ဘာလ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏အပြည့်ပြည့်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖြတ်သိမ်းရေးနှင့်အထိမ်းမဲ high level မျက်နှာစုံညီအစည်းအဝေးတွင်တမ်းမကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းတရိပ်ပေးလိုက်ခြင်းဖြစ်ပါရယ်တရားမဝ ဝင်အာဏာသိမ်းဆဲဥစုသည် NDA ဖြစ်စေနိုင်သည့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လုံဆောင်နေကြောင်းမြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရွရွင်းမှုတွေကိုတွန်းချခဲ့သောဆဲဥစုသည်ငြိမ်းချမ်းသောအရက်ဘက်အုံပြုမှုတွေနျူကလ িয়ার နည်းပညာကိုအုံပြုလိမ့်မည်မဟုတ်ကြောင်းပြည်သူပြည်သားများပေါ်လွန်စွာဆုံးရသောစိတ်ရောစုံမှုများကျွလွန်နေသောဆဲဥစုသည်အရက်ဘက်ဆဲဘက်နှမျိုးအုံပြုနိုင်သည့်နျူကလ িয়ার နည်းပညာကိုအရက်ဘက်အုံပြုမှုအတွက်သာဆောင်ရွက်လိမ့်မည်မဟုတ်ကြောင်းတမ်မဲကြီးဦးကျော်မိုးထွန်းက ပြောဆိုပါတယ်။ မြန်မာနိုင်ငံ၏ရေကောက်ခဲအရသာဆိုရလက်ထက်နျူကလ িয়ার လက်နက်ဇန်တမှုပိတ်ပင်ရေးဆိုင်ရာစာချုပ်တို့အတည်ပြုလက်မဲ့ရေးထိုးခဲ့ပြီးနျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်ကိုလက်မဲ့ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်လုံးစုံဖျက်သိမ်းရေးဆိုသည့်စုပေါင်းယူမဲ့ချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့ကြောင်းသို့သော2020ခုနှစ်မှာဖြစ်ပေါ်ခဲ့သည့်တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်အတည်ပြုလက်မဲ့ရေးထိုးရေးလုပ်ငန်းစီစဉ်များရပ်ဆိုင်သွားခဲ့ကြောင်းတမ်မဲကြီးကထောက်ပြထားပါသည် င်နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်များတိုးတက်မှုမရှိခဲ့သေးပြင်တရားမဝင် အာဏာသိမ်းစစ်တပ်ကမြန်မာပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ် ဇက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိကြောင်းထို့အပြင်တချိန်နဲ့တွင်တရားမဝင်အာဏာသိမ်းစေုပ်စုသည်အနေရဖြစ်စေနိုင်သည့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရှင်းမှန်းချက်ကိုဆက်လက်လုံဆောင်နေပြီးငြိမ်းချမ်းစွာအရေးပတ်အသုံးပြုရန်ဟူသောအမည်တက်၍နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနှင့်ပူးပေါင်းလုံဆောင်မှုများတိုးမြှင့်ဆောင်ရွက်လာနေကြောင်း၎င်းကရှင်းလင်းပြောဆိုပါသည်။ ။ဦးကျော်မိုးထွန်းကမြန်မာနိုင်ငံသည်နျူကလ িয়ার လက်နက်ကင်းစင်သောကမ္ဘာကြီးတိဆောက်နိုင်ရေးဆိုသည့်စုပေါင်းရည်မှတ်ချက်ပေါ်မြန်မာနိုင်ငံ၏ဂရီကဝတ်ကိုထပ်မံအတည်ပြုပါကြောင်းထို့ကြောင့်မြန်မာပြည်သူများ၏အသက်အိုး၏နှင့်အနာဂတ်ဆုံးရှုံးမှုကိုတားဆီးပေးနိုင်ရေးအတွက်တရားမဝင်အာဏာသိမ်းဆဲအုပ်စုတို့လက်နက်ခဲယံတိုက်လေယာဉ်စီနှင့်အရေးပန်းရှိပဲနှမျိုးသုံးပစ္စည်းများစီစဉ်ထောက်ပံ့မှုများကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးကြပါယင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတိုက်တွန်းခဲ့ပါသည်။ စေအုပ်စု၏အထုတ်ရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းသည်စေအုပ်စု၏အနေအချင်းမှသောနျူကလ িয়ার ရီမန်ချက်ကိုပြည်မီစင်ရေးအတွက်အစဉ်အဆက်နှီးကပ်သွားမည်ဖြစ်ကြောင်းတမ်မကြီးဦးကျော်မှထွန်ကနိုင်ငံတကာကိုတတိပေးပြောဆိုခဲ့ပါသည်။ ရုရှားကူညီဖြင့်မြန်မာနိုင်ငံတွင်နျူကလ িয়ার အသေးစားဓာတ်ပေါင်းပုံဆောင်လုပ်ရန်ကြိုးစားနေသောအကြမ်းဖက်မင်းအောင်လိုင်ကမှနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းရေးအတွက်အသုံးပြုမည်ဖြစ်ကြောင်းစက်တင်ဘာ24ရက်မှစက်တင်ဘာ29ရက်ထိသွားရောက်သောရုရှားခီးစဉ်တွင် မကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားပါသည်။စေယုစုနှင့်ရုရှားအစိုးရကြားမကဝဲ130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းပုံတည်ဆောက်ရန်နှင့်ယင်းနျူကလ িয়ার ဓာတ်ပေါင်းပုံကိုမကဝဲ330ထိတိုးချဲ့တည်ဆောက်ရန်သဘောတူညီလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။ ဇက်လက်တင်ဆက်ပေးမယ့်တရင်ကတော့သခိုင်းကစစ်ပေးဆောင်တွေကိုစေယုတ်စုကငွေကျပ်6000ထောက်ပံ့ကရွေးကောက်ပွဲမှာမဲမထဲမနေရလက်မှတ်ထိုးခိုင်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမျိုးဘော်ကိုလာရောက်စစ်ပေးတင်ဆောင်နေကြတဲ့အသက်16နှစ်ပြည့်ပြီးဒေသခံပြည်သူတွေကိုစေယုတ်စုက3လဆောင်ငွေကျပ်6000ထောက်ပံ့ပေးစီယုံပေးလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်။ရွေးကောက်ပွဲမှာမဖြစ်မနေမဲလာထဲကြဖို့လက်မှတ်ထိုးခိုင်းနေတယ်လို့ဒေသခံတွေကပြောပါရယ်။ ဇကိုင်းမြို့နယ်ကကျေးရွာတွေကိုစေယုတ်စုကစစ်ကြောင်းထိုးစီးနှင်းလူရဲ့မိရှုခဲ့တာကြောင့်တောင်းနေချီတဲ့ဒေသခံပြည်သူတွေဟာတောတောင်တွေထဲမှာစစ်ဘေးတိမ်းရှောင်နေကြရသလိုဇကိုင်းမြို့ပေါ်ကိုသွားရောက်စစ်ဘေးတိမ်းရှောင်နေကြရသူတွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်ဇကိုင်းမြို့ပေါ်ကိုဇကိုင်းမြို့တွေကစစ်ဘေးရှောင်ပြည်သူတွေအပြင်ဝက်လက်မနေရစားတဲ့မြို့နယ်တွေကပြည်သူတွေပါလာရောက်စစ်ဘေးတိမ်းရှောင်နေသူတွေအများအပြားရှိနေတယ်လို့လည်းဒေသခံတွေကဆိုပါတယ်အဲဒီလိုဇကိုင်းမြို့ပေါ်မှာလာရောက်စစ်ဘေးတိမ်းရှောင်နေကြတဲ့ဒေသခံပြည်သူတွေကိုစေယုတ် ုက3လစာငွေကြေးထောက်ပံ့ပေးစည်းရုံးနေပြီးငွေလက်ခံရယူခဲ့တဲ့ဒေသခံတွေကိုရွေးကောက်ပွဲမှာမဖြစ်မနေမဲလာထဲဖို့လက်မှတ်ထိုးခိုင်းနေတယ်လို့လည်းဒေသခံတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။